မင်္ဂလာပါရှင်ကျမကတော့ချီချူဆက်မဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါချင်းပြည်နယ်မင်းတပ်မျိုးနဲ့မတူပီမျိုးတွေကိုဆက်သွယ်ထားတဲ့လမ်းမကြီးကို အကြီးစားပြင်ဆင်နေတဲ့အတွက်လမ်းယာယီပိတ်ပင်ထားတယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကသိရပါတယ်။အခုရက်ပိုင်းမှာမိုးများတဲ့အတွက်မင်းတပ်မတူပီလမ်းမကြီးမှာဆူဆူရွရွပျက်စီးသွားတဲ့အတွက် ဂျွန်လ16ရက်ကစတင်ပြီးစက်ရံတရားကြီးတွေနဲ့ပြင်ဆင်နေတယ်လို့မင်တပ်ပါအဖာကပြောပါတယ်။ဒါကြောင့်ဂျွန်လ21ရက်ကနေဂျွန်လ28ရက်ထိမော်တော်ယာဉ်တွေသွာလာခွင့်ကိုယာယီပိတ်ပင်ထားတယ်လို့ဆိုပါတယ်။သွာလာခွင့်ကိုတပတ်သာပိတ်ထားတဲ့အတွက်ကိုစီပြက်လက်တာတွေမဖြစ်နိုင်ပဲအကောင်းဆုံးနဲ့သတ်မှတ်ထားတဲ့ကာလအတွင်းမှာအများဆုံး PC အောင်ဆောင်ရွက်နေကြတယ်လို့မင်တပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ slide ရောမန်က DBB ကိုပြောပါရတယ်။ ချင်းပြည်နယ်အတွင်းကမြို့တွေကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတွေဟာနှစ်စဉ်မိုးရသည့်ကာလတွေမှာလမ်းတွေပြက်စီတဲ့အတွက်လမ်းပတ်ဆက်သွယ်ရေးခက်ခဲတဲ့ဒဏ်ကိုဒေသခံတွေခံစားနေကြရပါတယ်ရှင်။ဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်းစာရေးပြီးလူမှုကွန်ရက်ပေါ်တင်တယ်လို့ဆိုကအေရီတိုင်းပသိမ်မြို့နယ်ငွေဆောင်မြို့ကအမျိုးသမီးလေးယောက်ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ဂျွန်လ19ရက်ကကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာလူမှုကွန်ရက်ပေါ်ဆုတောင်းစာရေးတင်ခဲ့တဲ့သစင်ကျေးရွာနဲ့အမှတ်လေးရက်ကွက်ကအသက်18နှစ်ကျော်အရွယ်နှစ်ယောက်နဲ့အသက်30ကျော်အရွယ်နှစ်ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဂျွန်လ20ရက်ညနေပိုင်းကဖမ်းဆီးခဲ့တာလို့ဆိုပါတယ်ဖုန်းထဲကအချက်လက်တွေကိုစစ်ကောင်စီရဲ့ဆ ਾਇ ယာဖာကစစ်ဆေးပြီးငွေဆောင်ရက်စကတ်မှာဖန်စီစစ်ဆေးနေကဂျွန်လ22ရက်အထိပြန်မလွတ်လာသေးဘူးလို့စစ်ကောင်စီတပ်နဲ့နေဆက်သူတယောက်ကပြောပါရတယ်။ ဂျွန်လ19ရက်နေ့လယ်ပိုင်းကလည်းတာပေါင်းမြို့နယ်ကအမျိုးသမီးတယောက်ကိုဒေါ်ဆန်းစုကြည်မွေးနေ့မှာနေ့စီပန်ပန်တဲ့အတွက်ဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်ဒက်စီနဲ့ဒီဇယ်ဈေးတွေ၃ဆလောက်မြင့်တက်လာနေတဲ့ဂရင်းနီပြည်နယ်မှာ73စီ ပြက်လက်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။မော်ရစ်ကပြောပြပေးမှာပါရှင်။လက်ရှိဂရင်းနီပြည်နယ်မှာဒက်စီဒီဇယ်ဈေးတွေပုံမှန်ထက်၃ဆလောက်တက်သွားလို့စီပြက်လက်တဲ့ပြဿနာတွေရင်ဆိုင်နေရတာတပတ်နေပါရှိလာနေပါပြီ။ စီတပေပါကိုမြန်မာငွေ6သိန်းဝန်းကျင်ကနေ16သိန်းအထိဈေးတက်လာတဲ့အတွက်စီရောင်းတဲ့စီဆိုင်တွေမှာလည်းပုံမှန်1လီတာ4000ကျပ်ကနေ1000ဆိုပြီးဈေးတွေခုန်တက်သွားကြတာပါလက်ရှိကရနီပြည်နယ်ကတိုက်ပွဲတွေဖြစ်နေတဲ့တချို့မြို့နယ်တွေနဲ့ကျေးရွာတွေမှာစီပြက်လက်မှုတွေဈေးကြီးမှုတွေကြောင့်သွားလာရေးတွေရပ်တန့်ကုန်တဲ့အထိကျုံနေပြီလို့ TVB ကပြောပါတယ် အာဟုတ်တယ်ဒီစီစီတက်တာတော့ဒါအဆိုးဝါးဆုံးလို့လဲပြောလို့လဲရတယ်ပေါ့နော်အဲပတ်စံရှိတဲ့လူတော်မှဝယ်ရှာလို့တော့မရှိဘူးပေါ့နော်အဲမရှိတဲ့လူဆိုလူလဲပဲစစ်တာတစ်ဖက်နဲ့ဒီကုန်စည်နှုတ်တစ်ဖက်နဲ့ဆိုသွားပြီးအပေါ်ပစံမျိုးဖြစ်ကုန်တာပေါ့နော်ဒီတကြိမ်တော့အဆိုးဆုံးပဲလို့ပဲကျွန်မမြင်တယ်တော်တော်လေးတော့တက်သွားစီတက်သွားတဲ့အပြေကိုရှာဝယ်လို့မရှိတဲ့အဆင့်ပေါ့ထိုးစစ်တွေကြောင့်နှွေစပားအများစုကိုမရိတ်သိမ်းသိမ်းနိုင်တဲ့အပြင်မိုးရင်လမ်းပန်းအခက်ခဲတွေကြောင့်စစ်ဆောင်စခန်းအများစုဟာ စာနာရိတ်ခါလိုအပ်ချက်တရားအစိုးရစီအနေထားမှာရှိနေတာပါအခုဒီရာဒီဟာဂရင်းနီပြည်နယ်ရဲ့စိုက်ပျိုးရာဒီအစပါရာဒီအစဒီဇယ်ဓာတ်ဆီဈေးတက်နေတဲ့ကာလမှာ KNI ဒေသခံတွေနဲ့စစ်ဆောင်တွေကြုံတွေ့နေရတဲ့အခက်အခဲကိုစစ်ဆောင်စခန်းတာဝန်ခံတယောက်ကအခုလိုရှင်းပြထားပါတယ်ဆီဈေးတွေအဆက်မတန်တက်တာရဲ့နောက်ဆက်တွဲအနေနဲ့လေတွေမလုံနိုင်တဲ့လူတွေပြန်ရှိလာတဲ့အနေအထားမျိုးမှလည်းရှိတယ်ပေါ့နော်တချို့ကပြိုးတောင်ထောင်ပြီးပြီးတဲ့မဲ့အဲစီဒီပိုင်းမရှိတော့ခက်ခဲပြန်ဖြစ်လို့ဆိုပြီးတော့ မလောက်တော့ဘူးဆိုတာမျိုးတွေလည်းရှိရှိနေရတယ်အကြီးမားဆုံးတရားမှုကတော့ဒီကုံစင်းနှုံတက်တာပဲပေါ့ဒီစီစီးတွေတက်တဲ့ခံကြတော့တခြားကုံကြီးစီးတွေရဲ့စင်းနှုံကအော်တိုမက်တစ်အနောက်ကနေလိုက်ခုံတက်လာတဲ့နေထားမျိုးမှာလေဟိုအရင်ရင်တုန်းကရောင်းတဲ့ပစ္စည်းတွေတောင်မှစီးတွေပြန်တင်ပြီးပြန်ရောင်းတာမျိုးတွေရှိနေတဲ့အနေထားမျိုးမှာဆို ရင်းပြည်နယ်တဲကိုတက်စီဒီဇယ်တွေတင်သွင်းနေတဲ့စီကုံတွေဒီဘက်ကတော့ဒီလိုဈေးတက်လာရတဲ့အကြောင်းရင်းတွေဟာလမ်းမကောင်းတဲ့အတွက်တယ်ယူဈေးပူကုန်ရတာတွေစီတယ်ပို့တဲ့လမ်းတစ်လျှောက်မှာပေးဆောင်ရတဲ့အခွန်အခတွေဈေးကြီးတဲ့အတွက်ကြောင့်လို့ DPP ကိုပြန်မှတ်ချက်ပြုဖြေထားပါတယ်။လက်ရှိဒီမော့ဆိုရဲ့တချို့စီဆိုင်တွေကိုတက်ဆိုင်ရနယ်မြေထိန်းချုပ်ထားတဲ့သူတွေကစီတလီတာကိုတပေါင်းအထက်ကြော်မရောက်မှုလိုက်လံသတိပေးနေကြရရှိနေတယ်လို့စီဆိုင်ပိုင်ရှင်တယောက်ကဆိုပါတယ်။ ဒီဒီမနေ့တော့လာပြောတဲ့အဖွဲ့ရှိတဲ့စီကိုအဲ the people ကို set this စနစ်ထဲပို့တော့ပြီးမရောင်းနဲ့နော်သူတို့ပြောတဲ့ကျွန်မတို့အနေနဲ့မရောင်းချင်ပဲရောင်းချင်မှာတော့ပြည်သူတွေဒုက္ခရောက်တာအကူအညီပေးချင်တာပေါ့နော်ဒါပေမဲ့အဲလာပို့တဲ့လူကကိုစီကြီးတယ်ပေါ့စီကြီးတော့ဟိုသူတို့ကလည်းဗာပြောလဲဆိုတော့အခုရအဖက်ဖက်ကများတယ်အခုကကျွန်မတို့ကလည်းတွားလျာအခုနေပဲရောဒီအရှိတော်နောက်မြောက်အကုန်လုံးတွားလျာအခုနေလည်းများတယ် အခုကနည်းနည်း short ချပေးတာတို့မျိုးဆိုရင်တော့နည်းနည်းသိတာမလားပေါ့နော်အဲ့ဒီတစ်ချက်ရဲ့နောက်တချို့ကားသမားတွေဒီကယ်ဒီသမားတွေကလည်းအချက်မတန်စေးယူတဲ့လူလဲရှိကောင်းရှိနိုင်မယ်ပေါ့နော်ဒါပေမဲ့တစ်ခါလေးပြန်ကြည့်လိုက်ရင်လမ်းလဲအရာဆိုးသွားတယ်တော်တော်ဆူဆူဝါးဝါဖြစ်နေတော့ကားပြေးလိုက်တာနဲ့ဆိုရင် wish ဆရာအားလိုက်ရင်လဲဟိုသူတို့ရတဲ့အမြကနဲ့စပြန်ကုန်လေလူဖြစ်နေလေအဲကြောင့်မလို့ခုခု short ချဖို့ထိန်းချုပ်ဖို့ဆိုတာအလုပ်ချုပ်ပြီးတော့ညနေတိုက်ပြီးတော့ short ချကြမှာပဲအဆင်ပြေမှာ လက်ရှိဂရင်းနီပြည်နယ်ရဲ့မြို့တော်တော်များများကိုစီကားတွေပြန်ဝင်လာပြီးဖြစ်တဲ့အတွက်ဒီတရက်နှစ်ရက်အတွင်းဓာတ်ဆီနဲ့ဒီဇယ်ဈေးတွေဟာတထောင်အောက်ကိုပြန်ကျနေပြီလို့လည်းဒေသခံတွေကဆိုပါတယ်။ဒါပေမဲ့လည်းအရင်ပုံမှန်ဈေးအထိပြန်မကျသေးတဲ့အတွက်ဈေးအတက်အကျအပြောင်းလဲဖြစ်နေတာကိုဝိုင်းဝန်းထိန်းသိမ်းလောက်ကြဖို့ဒေသခံတွေတောင်းဆိုထားကြပါတယ်။ကျွန်တော်မော်ရစ်ပါ တတိယအကြိမ်မြောက်တရုတ်အာဆီယံကာကွယ်ရေးနယ်ပယ်တပ်သည့်ပညာရှင်များအမြင်ဖလှယ်အခမ်းအနားကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကြိုပြည်နယ်ကွေ့ရံမြို့မှာစတာပရီနေကစတင်ခဲ့ပါတယ်။ကာကွယ်အရာရှိတွေပညာရှင်တွေတရုတ်အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့အရှေ့တီမော်တို့ကအကြံပေးအဖွဲ့ကိုယ်စားလှယ်အယောက်160ကျော်တို့တက်ရောက်ခဲ့ကြပါတယ်။၂၀၁၈ခုနှစ်တရုတ်အာဆီယံကာကွယ်ဝင်ကြီးများအလွတ်တဘောအစည်းအဝေးမှာရခဲ့တဲ့ အရေးကြီးတဲ့အတိုင်းအတာတရအနေနဲ့ကာကွယ်ရေးနယ်ပယ်မှာတရုတ်နဲ့အာဆီယံနိုင်ငံတွေရဲ့ဉာဏ်ပညာနဲ့ခွန်အားကိုစုစည်းဖို့နဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကိုနှက်ရှိုင်းစေဖို့ရည်ရွယ်ပါတယ်။လုံခြုံရေးအပြန်အလှန်ယုံကြည်မှုတို့ကိုမြင့်တင်ဖို့နဲ့ပုံမနီးကတ်တဲ့တရုတ်အာဆီယံအတိုက်အဝန်တိဆောက်ရေးအတွက်ပံ့ပိုးကူညီဖို့လည်းရည်မှန်းထားပါတယ်။ဖွင့်ပွဲခန္ဓာနဲ့စုံကြီးအစည်းအဝေးအပြင် အခမ်းအနားမှာဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ နိုင်ငံတကာအခင်းချင်းဆင့်ကဲဖြစ်စဉ်အတွင်းအာဆီယံရဲ့အခန်းကဏ္ဍဒေသတွင်လုံခြုံရေးပြည်သူ့ကဆိုင်ရာရန်တရားဆန်းသစ်မှု ရေကြောင်းလုံခြုံရေးပူပေါင်းဆောင်ရွက်မှုနဲ့အကြက်တဲစီမံခန့်ခွဲမှုစစ်ရေးအုံချမှုနဲ့အုပ်ချုပ်မှုစနစ်တို့လည်းပါဝင်ပါတယ်ရှင်။ TVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်။